ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မွန်ပြည်နယ်မော်လမြိုင်မြို့နယ်ထဲမှာ73စီတွေဝယ်ယူရခက်ခဲနေတာဈေးကွက်ထဲမှာပစ္စည်းပြက်လက်နေပြီးတော့ရောင်းတဲ့စီဆိုင်တွေဟာလည်းအကန့်အသတ်နဲ့သာရောင်းပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လောဘမလား9ရက်နေ့ကစတင်ပြီးတော့73စီပြက်လက်သွားတယ်လို့သိရပြီးမော်လမြိုင်မြို့ကိုလာရောက်လဲပတ်သူတွေလည်း73စီဝယ်ယူရခက်ခဲတာကြောင့်ရောက်တဲ့နေရာမှာကားရပ်ပြီးတော့နေနေရတယ်လို့ပြောပါတယ်။လမ်းဘေးဆိုင်တွေလည်းဝင်မရတော့ဘူး။ ဓာတ်စီတဘူးကို9000တထောင်ပေးတာတော့မရအောင်ဖြစ်သွားတာဒီကနေ့ကတော့တော်တော်ဆိုးတယ်တမျိုးလုံးပတ်ဝယ်တာကိုမရတာလို့ကာတော်အတူကပြောပြထားပါတယ်လိုဗိုမာလာ6ရက်နေမှာစီဆိုင်ကြီးတချို့ကဓာတ်စီနဲ့ဒီဇယ်စီကိုအကန့်အသတ်နဲ့ပြန်လဲရောင်းချပေးတာရှိပြီးတော့ရောင်းချပေးတဲ့ကားအရေးအတွက်လည်းနည်းတယ်လို့သိရပါတယ်ကားတစ်စီးကိုတထောင်ကိုဆိုင်ကယ်တစ်စီးကို9000ဘုပဲရောင်းပေးတယ်တန်းစီပြီးတော့ဝယ်ရတာမနက်ပိုင်းမဲ့ရောင်းပေးတာညဆိုရင်ဝယ်လို့မရတော့ဘူး ုံသွားရင်လည်းမရတော့ဘူးလို့ဒေသခံတို့ကပြောပြထားပါတယ်။မွန်ပြည်နယ်မော်လမြိုင်မြို့ထဲမှာလဲပတ်နေတဲ့ခရီးသွားကားတွေဟာစက်သုံးစီဝဲရခတ်တာကြောင့်ဈေးကြီးပေးဝယ်ပြီးတော့နေရက်ကိုပြန်ဖို့ခက်ခဲတွေပါကြုံနေကြအောင်သတင်းရရှိပါတယ်ခင်ဗျာ။